င်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်မင်္ဂလာပါမင်္ဂလာပါဒီမှာတော့မနက်မနက်ပေါ့နော်မနက်ခွန်းနေ့လေရောက်ခဏနေ့လေမနက်7:00နာရီနဲ့ဆက်နေရှိပါပြီလို့7:00နာရီ5ဆိုတော့မြန်မာပြည်မှာလောက်10 17 17 3နာရီခွဲလောက်ရှိမယ်နော် ထိုင်းမှာကျတော့4နာရီကဖြစ်သွားလိမ့်မယ်နော်ညနေပိုင်းရောက်သွားတာပေါ့နော် အားလုံးနေကောင်းကြရဲ့လားလို့ကျမချမ်းသာကြပါရဲ့လားထုံစံတိုင်းမဲ့အန်ဒီကတော့ညအလုတ်စင်းနေအခုမနေ့ကနှစ်နိုင်ပဲအိတ်လို့ရသေးတယ်အရင်လိုမျိုးပေါ့နော် ပြန်ဖြစ်လာတာပေါ့နော်အဲ့ချိန်မှမှန်တော့ဘူးပေါ့အချိန်တွေကဘယံကလောက်ကလေးဖြစ်နေတော့အချိန်တွေကဘလို့ဖြစ်သွားလဲဆိုအချိန်တွေအရန်ဟိုပေါ့ထိုင်းနဲ့ဒီနဲ့အချိန်တွေကြွားတဲ့အခါကျတော့ ြော်အလုပ်တွေအစင်ရဲခါကြာတော့ဘယ်လိုခုံလဲဟိုအဖြစ်သွားမှာပေါ့နော်အဲ့လူမရအောင်ဖြစ်သွားတယ်အဲ့အချိန်ကိုပြန်ပြီးတော့ပြန်လဲပတ်အောင်ပြန်ဆောင်ရတာပြေပြန်လဲပတ်အောင်ပြန်တစ်ခါပြန်ဆောင်ပေါ့ဘာကြောင့်ဆိုဟိုကိုခီးပြောထားတာတစ်လတစ်လလုံးကသိမလားအလုပ်မလုပ်ဖဲနဲ့အနာယူရတယ်ပြီးတော့ဟိုမှာရှိတဲ့အချိန်နဲ့ဒီဟာအချိန်နဲ့အဲ့ဒါအမြဲတမ်းဖြစ်တယ်နိအမြဲတမ်းဖြစ်တဲ့အခါကျတော့ ခဏခဏလို့အပြောင်းလဲလေးဖြစ်တယ်။ဒီနေ့ပြောချင်တာလေအစင်တန်းအကြောင်းလေးနည်းပြောချင်တာပေါ့နော်။အခု line ပေါ်မှာကြက်ထနေတဲ့အရာလေးတွေပေါ့နော်။ခါကြလို့ရှိရင်လည်းကိုနဲ့လည်းမဆိုင်မိမဲ့လေ။လောကကြီးမှာလေလူတွေကလေဘာလဲဆိုတော့အဲ့လိုပေါ့နော်ပတ်စံချိုးကြတယ်ပတ်စံချမ်းသာပြီးဆိုအရန်ဂုံတွေမောက်ကြတယ်လေနော်။အဲ့ဒါတွေကွာဟိုပေါ့ကိုလှဲ့ကြရောဆိုတဲ့စိတ်နဲ့အဲ့ဒီပြန်ပြီးတော့ပေါ့နော်စင်ကျင်တရားလေးနဲ့ပြန်ထားစေခြင်းနဲ့တိလား။ လောကမှာကိုနေတက်ဖို့သူဘာလို့ကိုအန်ဒီယာသူများအကြောင်းတော့မသိကိုအကြောင်းပဲကိုပြောတတ်တာများတာရောကိုအကြောင်းပဲကိုပြောတတ်တယ်ကို အကြောင်းပဲကိုဟိုသူများကွာ share လုပ်တာများတယ်လေနော်ခင်ဗျားကြတော့လူတွေကမသိတာလားတရားသဘောမသိတာလားအဓိကနဲ့တာမညာကိုမသိတာလားတော့မသိဘူးပေါ့နော် ဟိုပေါ့အခု line ပေါ်မှာနာမည်ကြီးရဲ့ဆိုအဲ့လိုအတိအတိုင်းပဲလေ Facebook ဆိုတာလည်းသတင်းတွေအများကြီးဖတ်နေရပဲเนาะ Facebook မှာဆိုလို့ရှိရင်လည်းသတင်းလို့ဆိုတော့ရှင်လို့ရှင်ပြောလို့ပြောစရာမရအောင်သတင်းကစုံနေရပဲဟိုတို့တို့အရင်တော့ဟိုသတင်းတော့အဲ့လိုမစုံ Facebook သာဖွင့်လိုက်အမှရှိသမျှသတင်းတွေအကုန်အကုန်ညင်ရတာဘာကြောင့်လဲဆိုတော့ဒီနေ့ရတာသတင်းတစ်ခုတက်လာတော့ကြည့်တော့ပါလေဟိုဘာရွှေပိုင်းရှင်သတိလာပါလားမသိဘူးเนาะ ရန်ချမ်းသာတယ်လေအဲ့ဒီရွှေပိုင်ရှင်တထေးရနေပြီးတော့ထမင်းခေါ်ကျွေးတယ်ဆိုတာမသိအမှုပညာရှင်တွေနော်အမှုပညာရှင်အခုနာမည်အရန်ကြီးနေတဲ့အမှုပညာရှင်ကိုထမင်းခေါ်ကျွေးတယ်တဲ့ပြရတယ်လို့တခြားရိုက်ပြသည်လားတော်တော်လေးထူးဆန်းတာဆိုတော့အနေရောမှအံ့ဩသွားတယ်သူတို့ထမင်းစားတော့အဲထမင်းထမင်းစားတဲ့အခါကျတော့ဟဟင်းပွဲတွေကလည်းစုံလင်းတာမသိလားဟင်းပွဲတွေလည်းအများကြီးပဲသိလားတကယ်တကယ်ကြည်တာပေါ့နော်ဟိုတော့ အဲကွာအဆမရိမ့်မိပေါ့နော်မရိမ့်မိပေါ့ကိုကံကြကွာသတင်းတစ်ခုကြည့်တာအနေရဟိုပြီးစလဲလေးပဲကွာကြည့်တယ်လေဘာဘာပြလဲဆိုတော့ပြီးစလဲကြည့်လိုက်ပြီမဲ့အဲ့ဒီမှာလည်းသူပြလိုက်တဲ့အရာတစ်ခုကဘာလဲဆိုတော့ဟုတ်တာပဲပေါ့နော်သူထမင်းအနုပညာရှင်ကိုကြာတော့ကျွေးပကံနဲ့ကျွေးပြီးတော့သူတို့ပကံနဲ့ကြာရွှေအောင်တွင်းဆိုတော့အမသူတို့တေချာပြကိုလည်းတေချာကြည့်မအောင်ဟုတ်တာပဲပေါ့နော်အေးဟုတ်တာပဲပကံရွှေလာတော့ကိုလည်းမသိဘွားတော့ဘာလေးပဲပေါ့နော် ဆိုတော့ဟိုမင်းသားတယောက်ကတော့မစားဘူး။အော်ဘိုက်ပြည့်နေလို့ဆိုလား။သူဘာလဲဝိတ်လျှော့နေတယ်ဆိုလားမသိဘူး။အဲ့ဒါလေးကတော့မစိုးသစ်လား။ဟုတ်တယ်လေနော်။အဲ့နဲ့လူတွေကရေးတာပေါ့နော်။ဟိုဘာလို့ခွဲခြားခွဲခြားဆက်ဆံတာလဲ။သမင်းတဝိုင်းနဲ့စားပြီးတော့သူတို့ကြတော့ဟဲ့သူတို့အတွက်ကြတော့ပကံကရွှေပကံနဲ့ဆိုလားမသိပါဘူး။ရွှေလို့ပြောတာပဲ။အဲနုပညာရှင်တွေကြတယ်ရုပ်ချွေပကံနဲ့ဆိုတော့အဲ့ဒါလေးကိုအဲ့အဲ့အဲ့အရင်ဟော့ဖြစ်နေတာပေါ့နော်။ဟော့ဖြစ်နေတော့အော်လို့ ကိုပြန်စဉ်းစားတာပေါ့အဲအဲ့ဒါလေဟုတ်တာပဲပေါ့နော်ငါလို့ကို့အိမ်ကိုအန်ဒိုးဆိုလို့ရှိရင်မြမမြမယဉ်ကျေးမှုဆိုတာရှိတယ်နော်မြမလူမျိုးတိုင်းမှာရှိတယ်ယဉ်ကျေးမှုကကို့အိမ်စီကိုဧည့်သည်လာလို့ရှိရင်ငါတို့ဧည့်သည်ရဲ့အဲ့ဝေးကြည်ရတယ်ဆိုစကားလေးကြောက်မှာပေါ့နော်အဲ့ဧည့်သည်လာလို့ရှိရင်အဲ့ဝေးကြည်ရတယ်ရင်တော့မြန်မာပြည်မှာမျိုးမြန်မာ delay ဖြစ်ပါလိမ့်မယ်ဒီမှာတော့မရအောင်ဟို ွားလဲမယ်ဆိုလို့ရှိရင်မှဟိုဒီနေ့တဲ့ဆမလာမန်ဆမလာအရင်ဆုံးမိဘအိမ်နော်ဒီမှာကတော့ European နေမှာတော့မိဘအိမ်သွားမယ်ဆိုရင်တော့မှအဲဘယ်နေ့လာမလဲအဲဒါအန်ဒီကတော့ဟိုကိုသားသမီးကိုခွင့်ပေးထားလာခြင်းဟင်လာပဲအရင်ဖုန်းဆက်ပေါ့ကိုကလုပ်စင်းရတော့ဒီမှာအဲ့လိုမျိုးပဲ coffee chain တောက်မလာရင်ဂျင်းနဆာမလာအဲ့လိုမျိုးလေးတွေပေါ့နော်ထားလိုက်တော့ဒါပေမဲ့တို့မြန်မာလူမျိုးတွေကအဲ့လိုမျိုးမရှိဘူးเนาะ အဲ့အိမ်သားအိမ်သားလို့ဧလာတယ်ဆိုတဲ့အတွင်းနဲ့အမြဲတမ်းတို့တွေကမြန်မာလူမျိုးတွေကကိုအတိမိတ်ဆွေလာရင်တော့မှအမေအမေအိမ်ကိုမှတ်မှတ်ရသေးတယ်ဧည့်သည်လာလို့ရှင့် လဖဲ့မွင် coffee အေးလေးတောက်လိုက်တိုက်တိုက်တယ်နော်တောက်ဝဲပေးတယ်အဲ့လိုမဟုတ်လို့ရှင်လေဟဲ့ထမင်းစားပြီးပြီလားအရင်မေးတယ်နော်ဟဲ့ထမင်းစားကြပြီးပြီလားစားသွားအောင်လေးဆိုတာအများအားပြောတာသူမြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းသော delay နော်ဟဲ့ထမင်းစားပြီးပြီလားလာစားသွားအောင်မရှိရှိတာနဲ့သိမလားဟာဟိုခါကြလို့ရှင်ကိုစားတဲ့အစားစားတိုင်းမဲ့လေးကိုချွေးတာပဲအဲ့လိုမဟုတ်လို့ကြောက်လေးအများပြန်ကြော်ဘာလို့ဆိုတော့ငါတို့ကဧည့်သည်ကိုဧည့်ဝေးအရန်ချီရတာနော်အဲ့လိုမျိုးပကံတွေပါလေခွဲခြားဖို့ဆိုတာမပြောနဲ့ ဲ့တယ်လာပြီဆိုတော့ ਨੇ အမြဲတမ်းအန်ဒီတွေ့နေကြအမေအိပေါ့အန်ဒီကိုရနဲ့ဧည့်သည်သွားလို့တခါကျငွေချင်းညာဟဲလာလာတမင်းစားလာခါလာလာလာဂျုံတို့စားလိုက်အောင်ဟဲဂျုံတို့ဝင်စားလိုက်အောင်အဲဟာသူတို့ချွေးတဲ့သူတို့ဂျုံတို့ဝင်စားတဲ့ခါကျလို့ရှင်လေခါကျပဲဟင်းနဲ့ဖြစ်ချင်းပါငပိနဲ့ကစွန်ကျော်လဲအဆင်ပြေတယ်အေးချီတာကချစ်ချင်းမိတာနဲ့ကျွေးရဲ့အစားအစာဖြစ်တဲ့တကြောင်စားရလဲကောင်းတော့ဗောနော်ငကယ်ပါအန်ဒီဆိုလို့ရှင်အန်ဒီငွေချင်းသွားလို့ရှင်အမြဲကစွန်ရဲ့ကျော် तू ကကစွန်ရဲ့ကျော်ဘလို့ကျော်မှန်းတော့မသိဘူးအဲကစွန်ရဲ့ကျော်အန်ဒီကြိုက် ပြလို့ရင်ကငုတ်သီးမုတ်ကိုသူကလှော်တာကွာအရင်ဆုံးလှော်ပြီးမှငပိနဲ့ဖြော်တာလေဘလို့စားကောင်းမှမသိသလားအင်းငယ်ချင်းချစ်မကောင်းတာပဲပြောပြီးပြောချင်တာတို့ညီမလူမျိုးထုံးစံမှာအဲ့ဝေချေရတယ်နော်အဲ့ဒါလာလို့ရှိရင်အဲ့ဝေချေရတယ်အိမ်သားလို့ဧည့်လာတာဆိုတဲ့အတိုင်းပဲအဲ့ဝေချေရတယ်ဆိုတော့ဧည့်တယ်ကိုပေါ့နော်အဓိကဘာစားခြင်းလဲအရင်ဆုံးပေါ့ကျွေးတာပေါ့နော်စေနာထားတာပေါ့ဒါပေမဲ့အခုလက်ရှိဖြစ်နေတဲ့ဒီရွှေပန်ရှင်တထေးကြတော့ အဲအဲ့လိုမျိုးပြတဲ့ခါကျအနိပြန်စဉ်းစားတာ ပေါ့နော်ဒါသူကတော့သူတို့ဆိုင်ဖိတ်တာလို့ပြောတာပဲလေဖိတ်တဲ့အတွက်ကြောင့်သူတို့ခေါ်တယ်ဖိတ်တယ်မှန်ပါတယ်သူတို့ကြွေးတယ်မွေးတယ်ဒါပေမဲ့လည်းပကံတစ်ခုကခွဲထားတယ်ဆိုတော့ဒါကတော့မလုတ်သိမှုလို့အန်တီထင်တာပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့ပတ်စံပေးပြီးပဲငှာငါပတ်စံမပေးပဲငှာငါအဲ့လိုမျိုးကြီးကလူတော်ထဲမှာ ဒါဒါ celebrity ကိုအားလုံးကမျက်လုံးတောက်ထောက်ကြည့်နေရတယ်နော်အဲ့လိုပြလိုက်ချင်အဖြစ်လဲကိုကဘယ်လိုအစင်တန်းလာတယ်ဆိုတာကို ကိုရဲ့စိတ်ဓာတ်ကို အများသိအောင်ထားပြလိုက်တာပဲတခုပြောချင်တာလေတိလားအိုဘလို့ခေါ်မလဲတချို့တွေကလေတလားချမ်းသာသွားလို့ရှင်အောက်ခြေလွတ်သွားတာအများကြီးရှိတယ်နော် တချို့တွေချမ်းသာတော့အောက်ခြေလွတ်သွားတာရှိတယ်။အော်ငါပဲချမ်းသာဆုံးငါပတ်စံအရှိဆုံးသိတယ်မလားဟိုဟိုရွှေကြီးရေကိုင်းပြီးစားပြဟိုဟာကြီးကိုင်းပြီးရထဲ့ပြကြွားပြဟိုအဲ့ဒီတစ်ချက်မေးကျင်တာလေဟိုအဲ့လိုမျိုးစားပြတော့ရွှေပကိုင်းနဲ့စားလို့ရှိတော့အလေးသွားလို့ရှိရင်ရွှေအောင်ထွက်လာတာဘာယောင်ထွက်လာရွှေထွက်လာတာအဲ့တခုပဲပေါ့နော်မှန်ပါတယ်သူများချမ်းသာတာမနာလို့စိတ်ဆိုတော့ ယနေ့ကြည်မနာလို့စိတ်ဆိုတာလေအနေနဲ့ကိုတက်ပြောထားပြီးသားအန်ဒီကကို့ဖာသားကိုအဲ့လိုမျိုးကြီးအမြင်တော့မသိတော့ဘူးနော်ကို့မြန်မာလူမျိုးအချင်းချင်းကိုအဲ့ဒါခတ်တယ်တို့တွေမြန်မာလူမျိုးတွေမှာလေဘယ်လိုခေါ်မလဲမပြည့်တဲ့အိုးတွေဘောင်မခတ်တာတွေအများကြီးရှိရသေးလားဟိုအန်ဒီကျတော့အတိတရရတယ်ဆိုတာငယ်ရက်လည်းမိဘအတင်ထားပေးတာဗောနော်အန်ဒီမိဘတွေကဘယ်လိုတင်ထားပေးလဲဆိုတော့ကို့ထက်နိုင်ထက်စီးနေမလို့ပါဘူး ဟိုသူများជីပွားချမ်းသာတာလည်းအားမကြောက်ကိုဖတာကိုနော်လှုပ်ပြီးလို့လောက်ရမယ်အလုပ်ကိုတံမိုးထားရမယ်ပြီးလို့ရှိရင်ဟိုပေါ့လူလူချင်းဟိုပေါ့မေတ္တာထားရမယ်အေးဟိုပြောမယ်ဆိုရင်အန်တီဟိုပေါ့အမေကအရင်တော့ဆိုလို့ရှိရင်ရက်ွက်မှာဆိုလို့ရှိရင်တော့ဘယ်လိုခေါ်ဗာနဲ့နဖုံးပါလားနည်းဟုတ်ကွနည်းနဖုံးမို့နည်းလေးဟိုပေါ့စားကောင်းတောက်ကောင်းအဲ့လိုပြောမယ်လို့မနော်အဲ့လိုပေါ့ အဲ့လေရက်ရက်ကွက်ထဲမှာဆိုလို့ရှိရင်လည်းဟိုလူများနည်းနည်းလေးပေါ့နော်ယူသည်ခံရတာပေါ့ကွပြောရမှဆိုရင်ပတ်စံရှာလို့ကောင်းတယ်ဆိုတော့ဒါပေမဲ့ဘတော်မှအန်တီအမေတွေကမိဘကဘတော်မှတာသမီကိုစုံမတဲ့အခါမှာလေနောက်ဆုံးသူများနဲ့စုံမတဲ့အခါသူများမမတ်ရပါကွအဲ့ဒီတော့ကတကယ်ပါအန်တီလေအဲ့ဒီကလေးကအန်တီဒါခလေးကိုနေဆိုတာနဲ့ကိုကြည့်ရသေးတယ်မို့နော်ကိုနေဆိုတာခလေးခလေးပဲလေခလေးဆိုတော့ ကိုအပေါင်းသေးနေကိုစော့တဲ့အခါကြာလို့ရှိရင်အနာယူခြင်းနဲ့စိတ်ကအရန်များတယ်မမတ်ရရအန်တူကအိမ်မဟိုဟာအိမ်ဖော်တော့မထားအောင်မရအဲမဲ့အိမ်ပြီးနားမှာလေမမှုဝောဆိုတာရှိတယ်အဲ့ဒါမမတ်ရရအဲ့အကြောင်းလေးပြန်ပြောပြပေးမယ်ဆိုရင်လေအဲ့နောက်ပိုင်းကလေးအန်ဒီကအရန်ကြောက်သွားတာအဲ့လိုမျိုးပေါ့နော်အမေအန်ဒီကိုရိုက်လိုက်တာတော်တော်ဆိုးဆိုးဝါးရိုက်တာဘလို့လဲဆိုအဲ့မမဘောကြီးကအတို့အိမ်သားမှနေတော့မေကခါကြတော့ရှင့်အလိုပါတဲ့ဖေကလိုသွားတဲ့ခါကြတော့ရှင့်အန်တို့အိမ်မှာသူက ဝေ့လာလျှော်ပေးရတယ်ဝေ့အမေကမနိုင်တော့ဘူးလေခလေးကလည်းဟိုလေးယောက်လာမသူရှိတော့အဲ့တော့ညီမလေးအငယ်လေးနှုတ်ရရင်မမွေးသေးဘူးဆိုတော့ဝေ့လာလျှော်ပေးရတယ်ပြီးတော့ရှိအမေကဈေးဝယ်ထားပေးတာပေါ့နော်မမမွေးရေးဒါလေးဒါလေးချက်ထားလိုက်ဆိုရှင်ချက်ထားပေးရပေါ့အဲ့တော့မချက်တတ်သေးဘူးလေတော့ခလေးဆိုအမေကလည်းအလုပ်ကအရင်လုပ်တာဆိုတော့အဲ့ဒါဆိုသူကအဝတ်လာလျှော်ပေးတယ်အဲ့မမဟောသမီးရတန်တန်ဦးအဲ့ခုဒီဘက်မိသေးနော်အဲ့ငယ်ချင်းတွေငယ်ပေါင်းတွေအဲ့တန်တန်ဦးတို့အင်းရွှေတို့ န်ဒီတို့ကတငယ်ချင်းတွေဆိုတော့အသက်တာလည်းမတိမ်မရင်လေးတွေကွာမတိမ်မရင်လေးတွေဆိုတော့ဟိုသိမလားခလေးဆိုတော့အဲ့တော့အန်ဒီတို့ကအဒရွန်ဆိုလို့ရှိရင်အန်ဒီတို့အင်ရှင်မှာဟိုအာရီဆောင်ဆိုတာရှိတယ်အဲ့ဒီဂျမ်ဟိုပါလဲဆိုတော့ဟိုတိတ်ဆန်စေးအောင်အဲ့မှာရှိတော့အမေတို့ဆိုတော့ခလေးဆိုတာသိမလားဟိုဆော့အနိုင်လိုချင်ထုတ်စီတိုးလဲအနိုင်လိုချင်တယ်အဲ့ဒီကလည်းအရင်ညင်းတင်တာလေငငယ်တော့ဆိုရင်ပြီးလို့ရှိရင်အနိုင်မဲလိုချင်တဲ့ခါကျတော့ဘာဖြစ်တယ်လဲဆိုတော့အထုတ်စီတိုးရင်းနဲ့ဟိုပေါ့ငင်းတာငင်းတာငင်းတော့အဲ့ဒီကလည်းအဲ့ဒီ ိုင်တယ်။သွားတဲ့သူနိုင်ဆိုအမှန်လေရန်ဖြစ်ကြတာပေါ့နော်။ခလေးဆိုတော့ရန်ဖြစ်တဲ့ခါကျတော့အနိုင်လိုချင်တဲ့စိတ်နဲ့ပြောလိုက်တာပေါ့။ဟိုနေမဲ့ကောင်မအဲတင်လာနေမင်းနေနေရဟိုခလေးဆိုသူငငယ်တော့ပြောအတိုင်းပေါ့နော်။မလေနေအမေငါအိမ်မှာငါတို့အိမ်မှာထမင်းဝစ်လာရှော်တဲ့မိန်းမသမီးပါညာအဲ့လိုပြောလိုက်တာ။ပြောတော့အိတ်တန်းတန်းကလည်းတော့မနေဘူးတော့တလား။သူ့အမေသွားပြီးတော့ငိုရာပြီးတပြောတာပေါ့နော်ဘီအဲ့လိုပါလေခလေးရရကိုမိဘကိုထိမခံနိုင်ဘူးနော်မိဘပါပဲလို့လို့လို့လေမိဘအဝေရှော်တော့မကားလို့ပါပဲလို့ ခံတော့တော့ပြောပြီးတော့မိဘဆိုတာလည်းသားသမီးကြီးမခံမခံတော့မလုပ်လဲဆိုတော့သူ့အမေကနေပြီးတော့အန်တီမေလာပြောဟဲ့တဲ့နင့်သမီးအားတဲ့အဲငါသမီးသူရန်ဖြစ်ကြတယ်တဲ့ရန်ဖြစ်ကြတော့တဲ့အန်တီသမီးကပေါ့နော်အဲ့ဒါဟိုတန်းတန်းကိုပြောတယ်ပေါ့အဲနင်တို့အမေကငါတို့အိမ်မှာအခုလာလျှော်တဲ့အဲ့တော့ဒီမှာပါလဲခေါ်ပါသေးလားပါလားငါတို့ဒီတော့ငွေတော့ဒီလားအောင်မလေးအမေခေါ်ပြီးအန်တူရိုက်တာလေရိုက်တာရိုက်တာတကယ်ကောင်းမောတာအန်တီမေက အင်းအရင်လက်တံပြောင်းတမ်းမြေဆုံးမာတာလေအဲ့ဒါကြာခါကြပြောတယ်ငါမိသားဒီနိုင်ငံမှာနေတော့တော့အဲ့လိုမရလို့ရတော့လေဟိုမှာသွားမှာတရစကန်းသွားမှာသိလားဆိုရှယ်လာတိုင်းသွားမှာရင်းရိုက်ခံရလို့ရိုက်တာလေးဖင်အရှိုးလာထွင်လိုက်တာအဲ့လိုပြောရကောင်းလားဆိုတော့လေဘတော့မှလူတယောက်ကိုအဲ့လိုပြောရဘူးပပြန်တောင်းမှန်းမယ်အဲ့ဒါနဲ့တော့အဲ့မမူရောအန်ဒီရတပြန်တောင်းမှန်းရဲသွားတောင်းမှန်းလားဟာရိုက်တာလေးနောက်တရပါလေးဒီမှာတရပါလေးတက်တက်လို့ဥနောက်ထဲမှာကွာ ေးရပါပေါ့ဘာမှသူများကိုမှနေရဘူးဆိုတော့အတွေးပေါ့နော်အဲ့ဒါကိုတေးရပါထည့်ပေးလိုက်တာအစင်တမခွဲရဘူးသူများမှနေရဘူးဆိုတော့အမေလှုပ်ပေးလိုက်တာအဲ့ဒါဘာပြောကျင်လဲဆိုတော့လူဝဆိုတာကတချို့ကမွေးရပါချမ်းသာတယ်တချို့ကစူးစိုင်းနဲ့ချမ်းသာလာတယ်ချမ်းသာလာလေလူသည် ထမင်းစားလေဒီပါဇက်ကစားတာပဲเนาะရွှေပကံနဲ့စားလေဒီပါဇက်နဲ့စားတာ ရွှေစုံးနဲ့စားလဲဒီဘက်ကပဲအဲ့လိုဘယ်နဲ့ plastic ပကံနဲ့စားလဲဒီဘက်ဆက်ကစားတာပဲပြီးတော့မစင်ရောလဲအောက်ကနေစွန့်ရတာပဲလေအဲ့ဒါအပြင်ဘာဖြစ်ဘာဖြစ်လို့များပေါ့နော်ဘွာချင်းလေးတွေအချိန်နေပေးချင်းတွေကွာတာနဲ့ပဲတခြားလူကိုနှိမ်မယ်ဆိုတာကဒါမလုတ်တင်ဘူးပေါ့နော်မလုတ်မဖြစ်တင်ဘူးပေါ့နော်ပြောကျင်တာလေဘာကြောင့်လဲဆိုတော့ကိုဝမ်းသာပါသူတို့ချမ်းသာတယ်ရွှေစွန်းနဲ့စားတယ်အာအကုန်လုံးဒါပေမဲ့ဟိုဘာပဲဖြစ် ဘလောက်ပဲချမ်းသာချမ်းသာလေမောက်မှာပြီးတော့တိတန်ကြီးခွဲထားပြီးတော့ကျွန်တော်ကရွှေပကံနဲ့စားငါတို့ကတော့ရွှေပကံနဲ့စားအဲ့ကြတော့ဘလောက်ခုံးလဲอืมပြောရမယ်ဆိုရင်ဟိုလူတော့လူပဲပေါ့နော်အောက်ခြေပဝင်မြင့်နေလို့တော့အန်ဒီကမြင်သွားတာပေါ့နော်တကယ်တမ်းကြတော့လောကကြီးမှာအန်တို့လည်းမြင်မှုပါတယ်ဟိုဟောလီဝုဒ်မှာဆိုလို့ရှိရင်တချို့မင်းသားမင်းသမီးတွေဆိုချမ်းသာတာပဲတချို့စီးပွားရေးသမားတွေချမ်းသာတာပဲအ အခုကွာပြောမစဲ Facebook ကသူကဘာလို့ချမ်းသာလဲပေါ့အမသူ့ချီရိုးရိုးကြီးပဲနော်သူ့ကြိုရှင်သူ့ရောသူ့မိမအောင်သူလားရိုးရိုးကြီးတွေပဲတချို့ချမ်းသာလို့ကြတော့လဲဟိုဘာမှဂရုမစိုက်ဖဲနဲ့ပုံမှန်လေးပဲသူတို့နေကြတယ်သူတို့လူထင်ကြီးအောင်လည်းမနေဘူးသူကသူတို့သူတို့မိသားစုဘဝလေးပဲသူတို့ကြည်တယ်သူတို့မိသားစုအဆင်ပြေလာအဲ့ဒါပဲသူတို့ခေါင်းထဲမှာထည့်တယ်သူများဟိုကြွားခြင်းနဲ့စိတ်တွေသူများဟိုပြခြင်းနဲ့စိတ်တွေအဲ့ဒီတိတဲ့တကယ်ချင်းတွေမှာလည်းရှိပါတယ်တချို့ဆိုလို့ရှင်အိမ်နေပါတယ်ရှိတယ် တိုးတိုးသိပ်ပဲနေကြတာဘာမှမပြောတို့ကြလဲအမလေးတို့တော့မရိုက်တော့မစစ်ရသေးအမလေးအိမ်ကဘယ်နှလုံးဝယ်ထားတာဘာ iPhone ခိုင်းတာလဲအဲဒုက္ခတချို့တွေကဘောနော်ဟိုဘလို့ခေါ်မလဲကြွားဟောက်ဝါခြင်းနဲ့စိတ်တွေဘောနော်ဟိုဟိုတစ်ခါမှမမြင်ဘူးမစားဘူးတဲ့ပုံစံမျိုးတွေလीနော်အဲ့ဒါတွေကြတော့အောက်ခြေလွတ်သွားတာလို့ခေါ်တာဘောနော်အဲကြောင့်အန်ပြောတာကဟိုဒီနေ့ချမ်းသာလဲတည်သွားလို့ရှင်မြေကြီးတွေဝင်ရတာပဲနော် မချမ်းသာလဲတခါပဲတည်ရတယ်ချမ်းသာလဲတခါပဲတည်ရတယ်အဲ့လိုမျိုးတည်ရမယ်အတူတူတော့ဟို ကိုချမ်းသာပြီးတော့လူလူစိတ်လေးထားပြီးတော့လူကိုလူလိုမြင်မယ်အဲပြီးတော့ခွဲခြားဆက်ဆံမှုမရှိဘူးကိုဘာသာကိုပဲဟိုပေါ့နော်ကိုကိုရဲ့ဘာလေးပဲကိုကြည့်ပြရနေမယ်ဆိုရင်ဘလောက်ဟိုအဆင်ပြေမလဲပေါ့နော်အခုကလူတွေကနည်းနည်းလေးချမ်းသာပြီဆိုရင် အောက်ခြေတွေလို့ပြီးတော့သူတို့ဟိုပေါ့မပီးမစည်းနိုင်ဘူးပေါ့နော်အဲ့လိုမျိုးကြီး ်ဆိုတော့အော်လို့အောက်ခြေလွတ်လိုက်ကြတာပေါ့နော်ချို့ကြလဲပတ်ဆန်ရှိလဲကကကကလေးပဲနေကြတာပဲနိအဲလူတိုင်းမှာနော်သူကအမျိုးတော်ရှိတာပဲနော်ဆိုအနေရအဲ့ဒီအဲ့ဒီအဲ့ဒီ life ကတက်လာချင်အော်လို့ဟိုသူတို့တွေရွှေပကံနဲ့စားတယ်ဆိုအော်ဘောလုံးချမ်းသာတာပဲပေါ့နော်အေးပေါ့နော်တော့မဲ့အဲ့လိုမျိုးဟိုမင်းသားတော့မစားဘူးပေါ့နော်ဟိုမင်းသမီးလေးကတော့စားပါတယ်အားနာဖြစ်ပါလိမ့်မယ်ဒါမဲ့အဲ့မင်းသားလောက်ရက်ကတော့မှန်တာပေါ့နော်လူကိုလူလူပဲဆက်ဆံမယ်ငါတို့ဒီလူဖြစ်တယ် ါတို့ခွေးရောင်ဝင်တယောက်ပါမလားထိဆက်လည်းမဟုတ်ဘူးလူဖြစ်တဲ့ကြာခွေးအိမ်ဧည့်တယ်လို့ရှိအဝေးကိုကြည်ဦးကြည်ရတယ်နော်အဝေးကြည်ရအိမ်သားလို့ဧည့်လာတာလေနော်အဝေးကြည်ရမယ်အန်တို့ဆိုလို့ရှိရင်အမြဲတမ်းအမေဆိုလို့ရှိရင်ဧည့်တယ်လာလို့ရှိရင်လည်းမှတ်ရဧည့်တယ်အရင်ဦးစားကြွေးတာအဲ့ဒါလေအမေကဧည့်တယ်လာလို့ရှိရင်ဧည့်တယ်အရင်ဦးစားပေးတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုမှအော်လုတ်တဲ့အခါကျတော့ကိုအိမ်သားတော့ဧည့်တယ်ပြောနောက်ဆုံးလေအမေအိမ်မှာဆိုရင်တော့ဧည့်တယ်အများကြီးလာတယ် လာလို့ရှင်တော့ရတာဆိုရှင်လေကျွေးရပဲအမေဟာရွရလာစားသွားလားကလစားလာစားသွားခါရလို့ရှင်လေပုံထည့်ပေးလိုက်ရပါတော့နော်အဲ့တော့တော့ကိုမမရအဲ့လိုပေါ့အရင်တော့ဆိုလို့ရှင်တချို့မရှိတဲ့ဒူလန်ပေါ့နော်အရက်ွက်ထဲမှာအရင်ဆင်းရဲတဲ့လူတွေရှိတာပေါ့နော်ရှိတယ်ဆိုရင်အမေအဲ့လိုပေါ့အဝတ်လာလျှောက်ရအနေလို့ရပေါ့နော်ဆိုတော့အကူညီလာပေါ့နော်အကူညီလာပေးတဲ့မတ်မှုရောဆိုလို့ရှင်ခလေးများတာဟုတ်ပြန်သွားလို့ရှင်အမေဟင်းတွေပါထည့်ပေးလိုက်တာ ဟင်းနေပါလေနောက်နေ့မစားဘူးမလားဘာလို့ပို့တာမလားမမူကယူပါအမအဲ့ဒါအန်ဒီကအမြင်နဲ့မြင်တယ်အမေကအဲ့လိုမျိုးလေးလှုပ်ခဲ့တော့အမေရဲ့လှုပ်ရက်ကိုအန်ဒီကကြည့်ကြည့်ပြီးတော့အမေကတာတင်ပေးရတာသမီးကိုဘာလဲဆိုလူတန်းကိုမြစ်တာထားရမယ်လူမရှိစင်ရတာကိုညီရမယ်အဲ့လိုပဲထမင်းယူပါလားရောဟင်းယူပါလားရောမချွာဟိုပြီးလို့ရှိရင်တမင်းပို့လို့ရှိရင်လေးသိမလားဘာလို့လဲဆိုအမေအဲ့လိုမျိုးစိတ်တက်ကိုအမေကတင်ထားပေးခဲ့တော့အမေရဲ့သွေးပါတာပေါ့နော်အန်ဒီက အနည်းမှမအကောင်လို့ပါပဲအဲ့ဒါကလို့ရှိရင်တော့အဲ့ဝေကြည်တာပေါ့နော်အနည်းတည်းဒီမှာငွေချင်းလာတယ်ဆိုလို့ရှိရင်အဲ့ဒီငွေချင်းလာလို့ရှိရင်ပြောစရာမလိုသူတို့ဒီမှာတချို့လို့ဆိုလို့ရှိရင်ကွာလာလို့ရှိရင်လက်ဆောင်တွေပါပန်းလေးတွေပါယူလာပြီးဒါတဒီက traditional တော့သွားအင်းပါလို့ရှိရင်ပန်းတွေပါယူလာပြီးတာပေါ့နော်ပန်းလက်ဆောင်ပေးတယ်နှစ်စီပန်းလေးတွေပေါ့အန်ဒီအဲ့ဒီငွေချင်းလာလို့ရှိရင်အန်ဒီအချက်ပြုတ်ကောင်းကောင်းကျွေးတာအကုန်လုံးပေါ့နော်ဟိုတချို့လို့ဆိုလို့ရှိရင်အဲ့လိုမျိုးပဲဒါအဲ့ဒါပြောတာပါလဲဆိုတော့ အဆင့်တန်းခွဲတာတော့အဲ့လိုမျိုးအောက်ခြေလွတ်ချမ်းသာသွားလို့အောက်ခြေလွတ်တယ်ဆိုတာကမကောင်းပါဘူးတကယ်တမ်းကြတော့เนาะကိုလူကိုလူလိုပဲမြင်စေချင်တာပေါ့เนาะလူဒီလူကမိုးရယ်လူရယ်လူရယ်လို့ဖြစ်လာလို့ရှိရင်အဆင့်တန်းခွဲစရာမလိုပါဘူးလို့တတိယတွေပြောချင်ပါတယ်လို့เนาะတနေ့ကြလို့ရှိရင်လည်းပတ်စံဘလောက်ကြီးပဲရွှေပကံနဲ့ပဲစားစားစိန်ပကံနဲ့ပဲစားစားကိုဖာသာကိုဘာပကံမှမပါပါလဲစားစားဟို ပါးစပ်ပေါက်တပေါက်နဲ့ပဲစားရတာပါလို့နော်ဂျိုးတခုလည်းပို့ထွက်မလာပါဘူးလို့ဒါပေမဲ့အဲ့လိုမျိုးလောရက်ကိုလောတဲ့လောလိုက်လောပြတ်လိုက်ကြတဲ့ကကိုဒီဘလို့စိတ်တက်ရှိတယ်ကိုကဘလို့စိတ်တက်အောက်တန်းကြတဲ့စိတ်တက်ပြလိုက်တာပဲနော်အဲ့ဒါတော့အန်ဒီရတော့မထင်နဲ့သူတို့ရဲ့အစင်တန်သူတို့ပြလိုက်တာငါဒီဘလို့အဲငါတို့ဘလို့ချမ်းသာတာငါတို့မျိုးခွဲခြားထားတာဆိုတော့ကိုရဲ့အောက်တန်းစားစံတဲ့စိတ်တက်ကိုပြလို့ကိုတော့ထင်တယ် အနေရအဲ့လိုမျိုးတွေတော့အထင်လည်းမကြီးတတ်ဘူး။နောက်ကိုရကလည်းအနေပြောပါတယ်။အနေဒီဘသူမှအထင်လည်းမကြီးဘူး။အထင်လည်းမသိဘူး။ဘာကြောင့်လဲဆိုတော့ကိုလုံးမကိုကိုထမင်းကိုစားတယ်လေ။သူများအကြောင်းလျှောက်ပြောနေလို့လေ။ဟိုအဲ့လိုသူများအတင်းပြောလို့လေ။ကိုထမင်းဘိုက်ဝါတယ်ဆိုတဲ့မျိုးဝလိုက်ပြောမှာပေါ့။မလို့ထမင်းသူများအကြောင်းလည်းမဆက်စုဘူး။သူများအကြောင်းလည်းမပြောဘူး။ကိုအကြောင်းပြောတတ်ဘူး။ကိုဟာနာကိုပဲပေါ့နော်။အနေ Facebook ရှိတယ်။ Facebook မှာဓာတ်ပုံလေးတင်နေကိုကော်ခီးသွားတာပါနော်ဗာခီးသွားအကြောင်းပြောတယ်အဲ့ပြီးကိုအပင်အကြောင်းလေးကိုပြောမယ်ကိုနေတက်တယ်လို့နေတက်ကမယ်ပျော်ရွှင်ခြင်းပြီးတော့ကိုပေါ့နော်တချို့ခုဆိုလို့ရှိရင်နောက်နေ့ဆိုလို့ရှိရင်ပေါ့တချို့ခီးသွားကျင်တာရှိတာကိုအန်တီအတီထဲမှာတချို့ပေါ့ single mother တွေခီးသွားကျင်တယ်မရဘူးတာရှိတယ်အစင်ပြရာရှိအဲ့ဆိုအန်ဒီကသူတို့ခေါ်သွားခြင်းနဲ့အလဲပတ်လေးတွေပေါ့နော်ပြပြပေးတယ်။ဘာကြောင့်လဲဆိုတော့မသိခင်မှာ ကိုယ်နောက်ပါသွားမဲ့အရာကငါဘာလုပ်ခဲ့လဲဆိုတဲ့အရာပဲတိလာအဲ့ဒါအရန်ရေးကြည့်ရတိလာလောကကြီးမှာလေးချစ်ချင်းမြတ်တမအန်ဒီရဘယ်အောင်မှဟိုဟာဖြစ်စေချင်ုံတိလာတချို့ဆိုလို့ရှိရင် သူများအကြောင်းစိတ်ဝင်စားရတယ်သူများအကြောင်းဆက်ဆူရပြည်နေရငါထက်မသားဘူးနေရဘာဖြစ်တယ်ညာဖြစ်တယ်ဘာလို့များသူများအကြောင်းဆက်ဆူနေပြီးတော့ဝေဖန်ပြောဆိုနေမှလဲကိုဟာတာကို ကိုကိုထမင်းကိုစားပြီးတော့ ကိုထမင်းကိုစားကိုဘာနဲ့ကိုရှာစားနေရတဲ့ကိုဝမ်ဘက်ကိုကိုကိုဖြည့်နေရတာဘာလို့သူများအကြောင်းစိတ်ဝင်စားနေမှာလဲနော်အဲ့ဒီကသူများကြောင့်စိတ်ကိုဝင်စားနောက်ဆုံးမင်းသားမင်းသမီးတွေအဲ့လိုပါလေဆယ်လီတည်နေဆိုတော့မှတိတ်တော်မဖတ်တော့ဘူးဘာမှမဟုတ်စား Facebook ကကြည့်လို့ရှိရင်မြင်နေရတာပဲเนาะ Facebook ကြည့်ရင်မြင်နေရတာတို့ကြောင့်ကြည့်လဲခဏလေးပြီးဘာ comment မှလည်းဝင်ရေးမနေတော့ဘာကြောင့်လဲဆိုတော့ ဟိုပြောရမယ်ဆိုရင်တချို့တွေကသူကတန်ရှင်းရရှာတယ်သတင်းတစ်ခုကိုဖွာလိုက်တယ်အာပြီးမပြီးဟိုအဲ့သတင်းတစ်ခုတက်လာပြီဆိုရင်တကယ်အပီမပီမစီညာဟိုဘက်ကလည်းရေးဒီဘက်ကဒီဘက်ကမီဒီယာပေါင်းပေါင်း6000ကရေးပြီးတော့တိုက်တဲ့င်းတစ်ခုကိုရဖို့အတွက်ကိုသူတို့လုပ်နေကြတာပေါ့နော်အဲကျွန်တော်အဆင့်တန်းခွဲရလို့ဆိုလို့ရှိရင်အနေမပေါင်းခြင်း အဲ့လိုပေါ့အစင်တန်အားငါပတ်စံပိုးရှိတယ်ငါပတ်စံချမ်းသာတယ်ငါအိမ်မနှလုံးရှိတယ်ငါဘာကြီးနဲ့ဘလို့စားတာအင်းနေရှိတာနေရှိတာနှစ်ပါးနေစားပေါ့နော်နှစ်ပါးနေပေါ့အဲ့ဒါနောက်ကဘာသာကြီးနဲ့လဲဘာသာကြီးမို့အဲ့လူတိုင်းကဘာသာကြီးလို့စားတယ်ကောင်းတာဘာသာကြီးကတော့အကောင်းတဲ့တရားလေးသင်ပေးကြနော်တချို့ဗုဒ္ဓဘာသာဖုံးကြီးတွေဆိုတဲ့ဘာသာကြီးတရားသင်ပေးအရင်အနေနဲ့ထောင်လို့ကောင်းတယ်ဘာလို့ဩဝါဒပေးတယ်မှာလောဘအကြောင်းမရှိဘူးเนาะအဲ့လိုပေါ့เนาะသူများကမြေတားထားဖို့ ဘယ်ဘာသာမဆိုတော့အကောင်းဆုံးသင်ပေးပါတယ်။အရေးကြီးတာကအနည်းဆိုလို့ရှိရင်လို့ပေါ့အထက်နိုင်ဆုံးဟိုပေါ့ကိုယ့်အကြောင်းသူများပြောရင်တော့မှအဲပြောလို့စင်ဘာမှစိတ်ဟိုဘာဟိုသူတို့ပတ်သက်လို့ပြောလို့ပြောပေါ့နော်။ကိုကသူတို့ attention မပေးဘာကြောင့်လဲဆိုတော့ကိုယ့်မျက်စိနောက်မဲ့အရာတွေ Facebook မှာဆိုလဲအနည်းအဲ့လိုပဲကိုယ့်ပေါ်မှာမကောင်းပြောမဲ့ attention မဆိုအနည်းကိုလုံး block ထားရတယ်ပြီးရ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီ mindset ကဒါပဲလေ။ ဘာလို့အလုံးမလုံးကြောက်လာမသိဘူးသူများအကြောင်းထိုင်ပြောမယ်အဲ group ထဲမှာသူများအတင်းချမယ်ပြီးရင်ဟိုလူအကြောင်းပြောမယ်ဒီလူအကြောင်းပြောမယ်လူလူတိုင်းကသူများအကြောင်းကိုစိတ်ဝင်စားနေဆိုရဲအဲ့လူကကိုထက်ဘာကြောင့်လဲအဲ့လူသူများအကြောင်းစိတ်ဝင်စားဘာလို့စိတ်ဝင်စားနေနေတဲ့လူပဲငါလည်းလူပဲငါဘွားငါဘာငါသွားမယ်ဘာမှဖန်တီးနေရလေနော်ဟုတ်တယ်ဟုတ်ဒါကြောင့်လို့ပြောချင်တာဘာလဲဆိုတော့စင်တာမခွဲခြားမခွဲခြားစေခြင်းဘူးပေါ့နော်လူကိုလူလိုပဲတတ်မှတ်ပါလို့ ။ဘာကြောင့်လဲဆိုတော့ချမ်းသာတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်။အားလုံးချမ်းသာကြဝမ်းသာတယ်၊စားနိုင်၊တောက်နိုင်တယ်၊သုံးနိုင်၊ဖြုံးနိုင်တယ်။ဒါပေမဲ့အဲ့ဒီပစ္စံလေးတွေချမ်းသာပြီးတော့တနည်းကြရင်ကိုကအဲ့လိုပေါ့နော်လူကိုလူလူမဆက်ဆံပဲနဲ့ခွဲခြားခွဲခြားဆက်ဆံဆိုတော့စိတ်ဓာတ်ကိုသူများသိလို့ရှင်ချက်เสียရည်ဟုတ်တယ်ဟုတ်။စိတ်ဓာတ်စိတ်ဓာတ်အောက်တမကြဖို့အရေးကြီးပါတယ်လို့နော်ဘလောက်ပဲချမ်းသာနေပါစေစိတ်ဓာတ်အောက်တမကြဖို့အရေးကြီးပါတယ်လို့အဲ့ဒါလေးပဲဒီနေ့ပြောချင်ပါတယ်လို့ အလေးရတော့အဲ့လိုစိတ်တက်အောက်တန်းကြတဲ့သူကမပောင်းချင်ဘူးဘောနော်ကိုကိုတိုင်းလည်းဟို channel မချမ်းသာဘူးစင်လည်းမစင်ရဘူးအလေးအလောအလောအလက်ပဲဆိုတော့လေအဲ့ဒါကြောင့်မလို့ဘသူရှိရှိမရှိရှိကိုထမင်းမကိုစားနေပြတော့ကြောင့်ဘူးမအောင်စိတ်ဝင်စားဘူးသူเจ้าမှာလည်းစိတ်ဝင်စားဘူးကိုလုံးစရာရှိရကိုလုံးတယ်အားကြောင့်မို့ဒီခါလေးကြာဒီနိုင်ငံသူတွေပေါင်းတင်ရတယ်ခုတော့ကောင်းနေသေးတာ အန်တီအလုပ်ထဲကအပေါင်းသင်းနေဆိုလို့အဲ့အန်တို့ပေါ့နော်အလုပ်ထဲကအန်တီတငယ်ချင်းမနေ့ကဆိုရင်ညတိုင်းပြန်ဆင်းတဲ့ခါကျတော့အန်တို့ဆိုမိုက်တယ်သလားမစိတ်ဝင်စားအောင်သိလားအဲ့ဒီတငယ်ချင်းဆိုလို့ရှိရင်ရိုမန်နီးယားမှာအိမ်ရှိတယ်သူအိမ်ကြီးဘာလို့ခါလဲမပြအောင်ဟိုတယောက်ကဘာရှိတယ်မပြောဘူးအန်ဒီဘာရှိရံပြောအခီးသွားလို့ရှိနေပုံလေးတင်နေငါဒီခီးသွားမယ်ပြီးချစ်သွားငါတို့ဒီနေ့မှာဂရိဂရိစ်ကိုသွားမယ်အဲ့ဟုတ်ပဲဒီလားဒီရလူတွေကလေအရန်ဒီလား ပတ်စံချမ်းသာလဲအဲ့လောက်ထိကိုသူတို့ပြခြင်းလည်းမရှိဘူးကွာကွာကိုရိုးရိုးလေးပဲတည်လာနေကြတာများတာပေါ့နော်ဟိုကိုဘဟိုဖာတိပတ်တန်နေကြအဲ့ဒါကြောင့်အန္တရာယ်ဒီမှာနေတာကြာတော့အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဟိုဟိုဘလို့မြန်မာတချို့တော်များအဲ့လိုကြွားတန်တာရှိရလေကြွားတန်တာလည်းသူတို့အဲ့လိုပေါ့ဟိုရန်တိပြခြင်းတာပေါ့နော်အောက်နိုင်ငံခြားမှာနေဘလို့ချမ်းသာလဲဘာရှိတယ်ညာရှိတယ်ဟိုလိုက်ပြောပြနေတယ်မြန်မာဝင်မေးလိုက်ချောလိုက်ပြောပြနေဆိုတော့အဲ့ဒီပြောခြင်းတာဒီမှာကြအဲ့လိုမဟုတ်ဒီကလိုရတယ် နေပါရှိတဲ့သူစိတ်ဝင်စားနေပါမရှိတဲ့သူစိတ်ဝင်စားအဲသူတို့ပြောမယ်ခါရနေမင်းသားလေးဘာလုပ်တာလဲဒီကောင်းနေပါဘာစီလူထားလဲအဲသိမလားပြီးလို့ရှိရင်ဟဲဒီနှစ်ဘာဘာလုပ်မလဲအဲ့လောက်ပဲကွာချင်းချင်းကွာအလပတ်တလပါဝိချိတန်းကြီးပြောကြတာဟာနေကဘာတွေဝှက်ထားလဲနေကဘာတွေရှိလဲနေအိမ်မှာဘာတွေဝှက်တစ်ချက်မှအမှုသူဆက်မဆက်စုကြအောင် ဒီဒီနိုင်ငံသူတွေသူတို့ချမ်းသာတာလည်းမပြောသူလို့ကိုဒီမှာလိုမျိုးပေါ့နော်သူဘာရှိလဲဘာကိုင်းလဲမပြောကြအောင်တည်လားဒါပေမဲ့အခုနောက်ပိုင်းတော့ဒီစီရီယန်နေပေါ့နော်သူတို့ကတော့တကယ်အပြိုင်ဆိုင်များရယ်နော်ဒီဒီစီရီယန်လူမျိုးတွေဆိုလို့ရှိရင်အာမင်းသားဆောင်လဲဆိုတော့ကြောက်က3သိန်းအကုန်ကြခံဆိုတော့ကြောက်က4သိန်းကုန်ခံတယ်အဲအဲ့လိုမျိုးတွေအာနင်းကဘာနင်းကကြဘာရှိလားအဲ့လိုမျိုးတွေပေါ့နော်ဒီအဲ့ဆွေလူမျိုးတွေကြတော့ရေရွရှိရှိမဲ့နေကြတာတကယ်ကောင်းပြောတာ သူတို့သိရင်ကသူတို့ဂျင်ဆော့မယ်သွားမယ်လာမယ်အဲ့လောက်ပဲဟိုသူများအကြောင်းကိုသူတို့စိတ်ကိုဝင်စားတာပြီးသူများပါချေသူစိတ်ဝင်စားတော့အမြကြပေါင်းလို့ရတာပေါ့နော်ဒါကြောင့်ပြောချင်ပါလူလူလိုပဲမြင်ပေးပါလို့အစင်တမခွဲကြပါနဲ့လို့ဘာကြောင့်လဲဆိုတော့လူဟာတူတူလေးပါနော်ကိုသေးလို့ရှင်ပါသွားမယ်ကိုကောင်းမှုကုသိုလ်လေးပဲယူကြပါလို့ပြောရင်းနဲ့အန်ဒီရအားလုံးကိုကျေးဇူးတင်ပါတယ်လို့ကေပါဘိုင်ဘိုင်